ူတာအုံမြစ်တနာတော်လန်ပိုင်းမှာနှစ်ဖက်လက်နက်ကိုင်ဖွဲ့တို့ကရခင်ကားတဲ့စစ်စေးရေးတင်းကျပ်မှုများပြုလုပ်နေ၍ခီးတော်လာမှုများကြန့်ကြာနေရတယ်လို့ကားဆရာများထံမှသိရပါတယ်။ပွင့်လင်းရာသီရောက်လာပြီးဖြစ်တော်လဲလန်ခီမှာနှစ်ဖက်လက်နက်ကိုင်ဖွဲ့များကစစ်စေးရေးတင်းကျပ်ကအချိန်ကန့်သတ်ချက်များရှိနေသောကြောင့်တညာအိတ်နေရခီတွာလာနေရတယ်လို့ပူတာအုံမြစ်တနာပြေးဆွဲနေတဲ့လိုင်းကားဆရာတူကပြောပါတယ်။ အခုကလမ်းမတစ်ဖက်အဖွဲတွေကစစ်စည်ရေးတွေတအားတင်းကျပ်နေတော့ပွင့်လင်းရာဒီရောက်လာပြီဆိုပေမဲ့လည်းအခုလိုစစ်စည်ရေးတွေကြောင့်ခရီးပင်တာပေါ့နောက်ပြီးည6နာရီဆိုရင်လည်းသွာလာလို့မရတော့ဘူးအဲ့ဒါတွေကြောင့်ပူတာအုံမြစ်ကျနာကိုတညအိတ်နရက်ခီးနဲ့သွာလာနေကြရတယ်လို့သူကပြောပါတယ် မြစ်တနာပူတာကိုတော်လန်တချောင်းမှာ KNPDF တို့မှစစ်စေးရေးဂိတ်အများပြားထားရှိပြီးစစ်တပ်မှလည်းပူတာအုံမြို့အဝင်နဲ့တမ်ပရေယာအဝင်တို့မှစစ်စေးရေးဂိတ်များထားရှိကာလုံခြုံရေးအရာစစ်စေးချင်းများကိုတင်းတင်းကြပ်ကြပ်ဆောင်ရွက်နေကြတယ်လို့သိရပါတယ်။အဆိုပါစစ်စေးရေးဂိတ်များမှာမပုံတဲ့နေရဲလိပ်စာနဲ့တွားရောက်မဲ့အကြောင်းအရာစားတဲ့ထောက်ခံချက်များဖြင့်ခက်ခက်ခဲခဲတွာလာနေရတယ်လို့ခီးတော်ပြည်သူတို့ကထည့်တွင်ပြောပါတယ်။ လန်ခီမာတော့မလွဲဘူးထောက်ကန်စာရီယူသွားရတယ်ဗမာနေတယ်ဘာသွားလို့တယ်ဘလောက်ကြာမယ်ရက်ွက်ထောက်ကန်စာရီလည်းယူရတယ်မပြည့်စုံတဲ့သူတွေကတော့လန်ခီမာပူကြနိုင်တယ်အရေးမကြီးရင်တော့ကာလန်ခီနဲ့ပူတာအုံမြစ်တနာမသွားတာအကောင်းဆုံးပဲလို့အမိမဖော်လို့သူဒေတာကန်တူကရှင်းပြပါတယ်ပူတာအုံမြစ်တနာတို့ကာလန်ခီဖြင့်သွားလာပါကနေ့တင်ပေါက်ခီဖြစ်တော့လေလန်ခီမာစစ်စေးရေးဂိတ်များနဲ့ညနေ6နာရီကျော်လင်းဖြတ်တန်းသွားလာခွင့်မရှိ၍လန်ခီတွင်တ냐အိတ်ခီသွားလာနေရတယ်လို့သိရပါတယ်